ပရိသတ်တွေအများစုမသိကြသေးတဲ့ဟင်းဝင်ရဲ့ငယ်ဘဝနဲ့ပညာရေးကြောင့်အားလုံးပဲမင်္ဂလာပါ MC Leaders New Channel ကနေကြိုဆိုပါတယ်။ဟင်းဝင်ကမြန်မာဇက်ပွဲထင်ရှားတဲ့တရားဆောင်တောင်းပဲဖြစ်ပါတယ်။သူ့ရဲ့ငယ်ဘဝအကြောင်းအရာကျိုးကိုမီဒီယာတွေမှာတွေ့ရှိပါတယ်။သူကမြန်မာရုပ်ရှင်တော်ကမှအများအပြင်မင်းသားဦးစားပေးဆက်ကားတွေမှာပါဝင်တရားဆောင်လို့ရှိပြီးတိမ်မင်းသမီးရဲ့တနားရေးဇက်ကားကဲတူတော့မင်းသမီးဦးစားပေးဆက်လမ်းတွေမှာလည်းပါဝင်ခဲ့ပါတယ်။ ဟင်းဝင်ရဲ့ပညာရေးဆိုင်ရာချက်လက်တွေကိုရှာဖွေရမှာအထူးသဖြင့်နေတော့မတွေ့ရှိရတော့လေသူရဲ့အမှုပညာလမ်းကြောင်းမှာဆက်ကားမြတ်စွာမှာပါဝင်ခဲ့ပြီးပြည်သူတွေအပေးမှုကိုအများဆုံးရရှိထားသူဖြစ်ပါတယ်သူကဇလန်းကောင်းတွေကိုအလေးထားရွေးချယ်လေးရှိပြီးဇလန်းတွေလည်းကောင်းလာကြအောင်ရိုက်ခဲ့တာပါသူရဲ့အမှုပညာလောက်ရတဲ့ကိုလည်းရှင်းပြခဲ့ပူတယ်။ဟင်းဝင်ရံကသူ့ရဲ့တရုတ်ဆောင်မှုဆွေးရည်မြင်မြန်မာရုပ်ရှင်လောကမှာနာမည်ရလာခဲ့သူဖြစ်ပါတယ်။သူ့ရဲ့ပါဝင်မှုတွေမှာဒရမာဇလန်နေကို ဦးစားပေးရွေးချယ်လေးရှိပြီးပြည်သက်တရဲ့နေသက်မှုကိုရရှိစေချင်ကြိုးစားလေးရှိပါတယ်။ဆိုပြတဲ့ဇင်ငယ်ဘွားနဲ့ပညာရေးချင်းဆိုင်ရာချက်လက်တွေကိုရှာဖွေတွေ့ရှိရချက်ဒီမှာအောက်ပါတိုင်းပဲဖြစ်ပါတယ်။ဆိုဗီယက်တဲ့ဇင်ကမြန်မာ့ရုပ်ရှင်လောကမှာထင်ရှားမိသားစုမှာဆင်တလာသူဖြစ်တဲ့သူမကစုမြတ်သူစားရဲ့ဝမ်ခွင့်ညီမဖြစ်ပြီးမိဘတွေမှာပုံမှုစုမြင့်နဲ့တော်ကြည်ကြည်ခင်တော်ဖြစ်ပါတယ်။မွေးချင်းလေးအောင်နဲ့အကြီးဆုံးဖြစ်ကညီမတွေဖြစ်တဲ့စုမြတ်နန်းနဲ့စုမြတ်ကလေးအားတို့ကလည်းအမှုပညာရှင်တွေဖြစ်ကြပါတယ်။ဆိုဗီယက်တဲ့ဇင်ပညာရေးဆိုင်ရာချက်လက်တွေကိုတိတိကျကျဖော်ပြထားခြင်းတော့မရှိတော့လဲ သူမရဲ့အနုပညာလမ်းကြောင်းမှာအထောက်အကူဖြစ်စေမဲ့ပညာရေးနဲ့လေ့လာမှုတွေရှိခဲ့ဟန်တူပါတယ်။မြန်မာရုပ်ရှင်လောကသို့ဝင်ရောက်လာပြီးနောက်တရုတ်ဆောင်မှုတက်ပညာကိုဆက်လက်လေ့လာခဲ့ရှိပါတယ်။ဆိုပြတဲ့စဉ်ကတော့မွေမာတို့သောဇာကနဲ့အနုပညာလောကတွေကိုစတင်ဝင်ရောက်ခဲ့တယ်။သူမရဲ့တရုတ်ဆောင်မှုဆွေးနွေးနဲ့အနုပညာတန်ဖိုးတွေကြောင့်မြန်မာရုပ်ရှင်ပရိသတ်တွေရဲ့ခြေကမှုကိုရရှိခဲ့တယ်။သူမကရုပ်ရှင်ဇာကိုင်းမှာပါဝင်တရုတ်ဆောင်နေုံသာမကစနီတဲ့များကွန်ရအစီအစဉ်ကဲတော့လူမှုရေးနယ်ပရိုက်တာလုပ်ငန်းတွေမှာလည်းပါဝင်စားလျက်ရှိတယ်။ ဆိုဖြစ်တဲ့စဉ်ကရုပ်ရှင်လောကမှာထူးချွန်စွာရရှိခဲ့တဲ့ဥဆောင်တောင်ဖြစ်ပြီးသူမရဲ့ဇက်ကောင်တွေကတော့ကြာကြာတဲ့ဥဆောင်နိုင်မှုကြောင့်လူကြိုက်များခဲ့ပါတယ်။မိဝဲနယ်ဆိုဖြစ်တဲ့စဉ်တို့ကမြမအမှုပညာလောကမှာထင်ရှားတော်လဲတချို့ချက်လက်တွေကိုလူများသိမသိကြသေးတဲ့အမှုပညာရှင်များဖြစ်ပါတယ်။အောက်ပါတို့မှာသူတို့ရဲ့စိတ်ဝင်စားပွဲချက်လက်တွေကိုဖော်ပြထားပေးပါတယ်။အေဝံကတန်ကွာ89ခုနှစ်မေလ22ရက်နေ့မှာရန်ကုန်မြို့မှာအဖအဝင်ကိုအမိတော်ဆန်းဆန်းဝင်းတို့မှမှုဖွားခဲ့ပြီးအမြင့်အမောင်သူတော်ကိုဖြစ်ပါတယ်။ ကိုမိုင်ကော်မတီနဲ့ရုပ်ရှင်ရိုက်ကိုအစီအစဉ်နေစဉ်တခြားကော်မတီတကူမှဗီဒီယိုရိုက်ရဲလန်ကားသဖြင့်ဗီဒီယိုဆက်ကားများနဲ့စတင်ခဲ့တယ်။သူရဲ့အမှုပညာလမ်းကြောင်းကရိုးရိုးရှင်းရှင်းမဟုတ်ဘဲစီးပွားရေးနဲ့အမှုပညာကိုတွဲဖက်ခဲ့တဲ့မဟာဗျူဟာရှိသူဖြစ်ပါတယ်။ဆိုဖြစ်တဲ့စဉ်ဟာ1992ခုနှစ်စတရီမာလာ20ရည်ဒီမှာတောင်ကုန်းမြို့မှာမွေးဖွားပြီးရန်ကုန်ရှိပိုင်းတက္ကသိုလ်ကမြန်မာစာဘာသာနဲ့ပွဲရရှိခဲ့ပါတယ်။ညီမတွေဖြစ်တဲ့ဆိုမြတ်သူဆောင်ဆိုမြန်နန်နာနဲ့ဇန်နီမြင့်လင်တို့ကဲ့သို့ပဲအမှုပညာလောကမှာနာမည်ကြီးသူဖြစ်ပါတယ်။ အသက်73နှစ်ရဲ့2005ခုနှစ်ကတည်းကလူပညာလောကကိုစတင်ဝင်ရောက်ခဲ့ပြီး2009ခုနှစ်မှာမိုးညအိမ်မက်မြို့ရုပ်ရှင်ဆက်ကနဲ့အကောင်းဆုံးမြို့သမီးဇက်ဖို့ဆိုရရှိခဲ့ပါတယ်။တရုတ်ဆောင်သားမကအစိုးရဖြစ်လဲအောင်မြင်သူဖြစ်က2012အစိုးရ2012ခုနှစ်မှာချစ်သူရေမဲ့ဒေးစီရီကိုထွက်ရှိခဲ့တယ်။မိဘရဲ့မွေးနေ့မှာဆပရက်လက်ဆောင်တွေပေးခြင်း၊ကျန်းမာရေးကိုအထူးကူဆိုင်ခြင်းတို့ဖြင့်သမီးကောင်းတအုပ်ဖြစ်သူတည်များပါတယ်။လူမှုကွန်ရက်ပေါ်ကပရိသတ်နဲ့ထိတွေ့မှုပရိသတ်တွေရဲ့ TikTok ဗီဒီယိုတွေကိုသဘောကျကြအောင်လူမှုကွန်ရက်ပေါ်မှာမကြာခဏပေါ်ပြလေးရှိတယ်။ ဟေးဝင်ကဗူဒီဥဇက်ကာရီကတဆင်ရုပ်ရှင်လောကဝင်ရောက်ခဲ့တော့လဲသူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားအကြောင်းကိုတိကျဖော်ပြမှာပါဘူး။ဆိုပြတဲ့စင်ကငယ်စဉ်ဘွားတွေကဂစ်တာဆန်နီယာတိကတ်ချင်းနဲ့ပြိုင်ပွဲတွေမှာဆုရရရှိခဲ့တယ်။အီချက်လက်တွေကသူတို့ရဲ့အနုပညာခရီးလမ်းတစ်လျှောက်ပုံမှန်နဲ့ဆိုင်စွာနားလည်နိုင်စေအကူအညီပေးပါလိမ့်မယ်။အဆောင်နေ့ကြည့်ရှုနာစဉ်ပြည်ပရိသတ်အလုံးကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင့်။